မင်္ဂလာပါရှင်။ Listener Heaven Channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်။မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာသိပ်ပံမောင်ဝရဲ့ဝိတ္တူဆောင်းပါးဘောင်းကြုံတစ်ထဲကတဘူရွဲဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးတော့မှာဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့။ကျမကတော့နန်းသိမ့်ကြီးဖြစ်ပါတယ်။ဆောင်းလဲကုံတော့မြီ၊နှွေလဲရောက်လှူပြီ။နေမင်းဤအပူချိန်သည်ခေဆန်းသမားတို့ဤအလိုဝါ ရောင်ကြီးတထောင်အလင်းကိုစောင်းသောဒောင်းရင်ပြန့်၏အပူရှိန်သည် ရှေးယိုသမားတို့၏အလိုတနေ့တခြားပူပြင်း၍သာလာတော့၏ယခင်ကစိမ့်လန်း၍နေသာတည့်ရွက်အပေါင်းတို့လည်းနေပူ၏အရှိန်ကြောင့်ဝါကြံ့ကြံ့ဤတာတာဖြစ်၍လာကြလေပြီအချို့လဲလေပြေလင်းညင်းတို့ဤပယောကကြောင့်မြေတို့ခကြရလေပြီအရွက်ကင်းမဲ့သောလက်ပံမင်း ကတိပင်တို့ရင်ကနေရဲသောအပွင့်များကို မြင်ကြရကုန်၏။ဇရဲများပျော်ဝဲစားနေကြသည်ကိုလည်းမြင်ကြရပေလိမ့်မည်။တခုတ်ပွင့်လင်အသူရိန်တို့၏စိတ်မှာတမျိုးဖြစ်၍လာသကဲ့သို့ကတိလက်ပံပွင့်လင်မြမပြည့်ရှိចောင်းသားအပေါင်းတို့၏စိတ်မှာတမျိုးတမီဖြစ်၍လာရလေသည်။တခုတ်ပွင့်ပြီးနောက်မကြာမီအတွင် အသူရိန်တို့နှင့်တကြမင်းစသားတို့စစ်ခင်းကြရသကဲ့သို့ကတိ လက်ပန်းများပွင့်ကြ၍များမကြားမီအတွင်းမှာပင်မြမပြီចောင်းသားအပေါင်းတို့မှခဲတံကလောင်တံဖောင်တိန်တီဟူသောလက်နက်များကိုဆွဲကင်ကာစာမေးဝဲတီဟူသောရန်သူကြီးနှင့်တိုက်ခိုက်ကြရလေသည်ကတိပွင့်လက်ပန်းပွင့်တို့သည် စာမေးဝဲဤရှေတော်ပြေးများဖြစ်ကြသည်ဟု၍ဆိုလင်မှားနိုင်မည်လောမမှားနိုင် မောင်လူအေးခရွေရွေစောင်းသားဘဝတော်ကလက်ပံပွင့်ကတိပင်းတို့ကို အမတ်အသားထားလေသည်ကတိပွေများလက်ပံပွေများကိုမြင်ရလေထိတ်ခနဲလန့်ခနဲဖြစ်၍သာသွားလေတော့သည်စာကိုနင်းကန်ကြက်တော့၏ရှေးကစာမမှန်မကြက်မိခဲ့သည်ကို အထူးတလဲနောင်တရတော့၏လူကြီးမိဘများကចောင်းသားအရွယ်သည်အပူအပင်မရှိ အကောင်းဆုံးဖြစ်၏အပျော်ဆုံးဖြစ်သည်အအေးဆုံးဖြစ်သည်ဟု၍မကြမကြပြောဆိုလေရှိကြကုန်၏ ဤစကားများသည်တင်စည်း၍ပြောသောစကားများဖြစ်သည်မညာမတာပြောသောစကားများဖြစ်သည်ယုတ်တိမရှိသောစကားများဖြစ်သည်ចောင်းသားများ၌အပူအပင်မရှိဟု၍ပြောဆိုဆွဆွဲသောသူတို့သည်စာမေးပွဲဝင်ကားဤចောင်းသားတို့၏စိတ်နှင့်ခិតတလဲ၍ကြည်ကြစေလိုသည်ကျောင်းသားများမြေမြတောကရောက်နေကြသည်ကိုမြတ်ဝါထင်ထင်တွေ့သိရှိကြရပေလိမ့်မည်။ စာမေးပွဲများမကျင်းပါမီတဘိုးရဲလာအတွင်တက္ကသိုလ်ကျောင်းတိုက်သူအလဲအပတ်ဆိုးသလိုခိတ္တမြရောက်ကြစေလိုသည်ကျောင်းသားများဤဒုက္ခကို တင်းတင်းရှားရှားမြင်သွားကြပေလိမ့်မည်တဘိုးရဲလာအတွင်တက္ကသိုလ်ကျောင်းတိုက်သူတနေ့လောက်သွားကြည့်ကြပါစို့ဟောဟိုမှာတက္ကသိုလ်ကျောင်းတိုက်ကျောင်းဆောင်များဖြစ်ပါသည်နနက်၄နာရီရှိသေးအိယာမထကြလိမ့်မည်ဖျောင်းတိုင်းများကိုထွန်းကား မိမိတို့ဤအခန်းကလေးများတွင် စာကြက်နေကြသည်ကိုမြင်ကြရပြီမဟုတ်ပါလော။သူတို့ဤစိတ်ထဲတွင်မိတောင်များပေါက်ကွဲနေကြပါသည်။တာမန်မျက်စိဖြင့်မမြင်နိုင်သောကြောင့်သာမမြင်ခြင်းဖြစ်၏။စာကြက်နေတော်လဲစိတ်ချလက်ချမကြက်ရ။အဆောင်မှုများမြင်သောမိဆိုးသောကြောင့်မိရောင်များကို ဆောင်များဖြင့်ကွယ်ထားကြရလေသည်။အော်ဒုက္ခဒုက္ခလူကြီးများကအိပ်၍ကောင်းတော့မင်း မိုးလင်းတော်လဲလင်းမှန်မသိစာတွင်သာစိတ်ဆွဲနေပေ၏နက်နက်လက်ဖက်ရည်တောက်ရန်ခေါင်းလောင်းထိုးတော်လဲနေရာမှမထခြင်းအချိန်ကုန်သည်ဟုထင်မိပေ၏လက်ဖက်ရည်တောက်ရအခန်းထဲသို့ရောက်ပါတော်လဲခါတိုင်းကဲ့သို့အခန်းထဲတွင်ကြာကြာမနေနိုင်ခါတိုင်းကဲ့သို့တယောက်ကိုတယောက်ပေါမုတ်အစအနာများဖြင့်ပောက်၍ကစားခြင်းကိုမပြုနိုင်ခါတိုင်းကဲ့သို့မိတ်ဆွေများနှင့်လေမထွားနိုင်တုတ်တုတ်တောက်ပြီးလျှင် တုတ်တုတ်သားအခန်းထဲသို့ပြန်ခဲ့ကြကုန်၏အခန်းထဲပြန်ရောက်၍စာထဲတွင် စိတ်ဝင်စားနေကြ၍နနက်စာစားရန် ခေါင်းလောင်းထိုးပြန်ပြီးစိတ်ညစ်လိုက်ပါပြီးတော့စာကိုကောင်းကောင်းမကြက်ရထမင်းစာကန်းထဲသို့ရောက်ပြန်မှလဲတယောက်နဲ့တယောက်စာအကြောင်းမှတပါအခြားအကြောင်းကိုပြောရန်အချိန်မရှိ ထမင်းစာရင်လဲစာမေးပွဲအကြောင်းသာလဲစိတ်ထဲသို့ရောက်နေလေတော့၏ညောင်းညောင်းရှိသည်နှင့်ညက်နေဘက်အင်းယာကံဘက်သို့ လမ်းလျှောက်ထွက်သွားပြန်လဲစိတ်အေးလက်အေးနဲ့မလျှောက်ရစာမေးပွဲဘလူးကြီးကနှောက်ရက်လျက်သာနေတော့၏မျက်စီထဲတွင်အင်းလျာကံကြီးကိုမမြင်ကံထဲရှိလှေငယ်များကိုမမြင်စာအုပ်များကိုသာလဲမြင်လျက်နေတော့၏စာမေးပွဲဘလူးကြီးကိုသာမြင်နေတော့၏အင်းလျာကံမှကျောင်းဆောင်သို့ပြန်ရောက်ပြန်ပြီအဝိအစားလဲပြီးလျင်ရေချိုးကန်းထဲသို့ဝင်၏ခါတိုင်းမူကားကျောင်းတော်သားတို့မှာ တချင်းကြောကြောနဲ့ရေချိုးလေရှိကြကုန်၏ယခုမှမူတချင်းမဆိုနိုင်ကြပြီစက်မှတ်ထားသော စားများကိုသာဆက်မြုပ်ပြန်ကားသာရေချိုးနေကြကုန်၏ရေချိုးကံမင်းသားတို့လည်းမရှိတော့ပြီ ရေချိုးကံများက၆တွေ့လှပြီ၏အိမ်သာတဲ့ဝင်သောခါမှပင်ယခင်ကကဲ့သို့အိမ်သာနေရန်တွင်အယုံများကိုမဆွဲလင်္ကာများကိုမဆက်အနောက်အရှုံးများကိုမရင်ကြက်မှတ်ထားသော စားများကိုသာလင်း စီးဖြန်း၍နေကြကုန်၏ညသာစားတောက်ပြီးသည့်နှင့်တပြိုင်နက်အခန်းအသီးသီးသို့ပြန်ကားစာကြက်ကြကုန်၏ကလားလက်ဖက်ရည်ဆိုင်တွင် ရှေ့ကကဲ့သို့လူမစီကားတော်ကြီးလက်ဖက်ရည်မတောက်လင်းမနေနိုင်သောသူများမှာလက်ဖက်ရည်တောက်ပြီးလင်းပြီးချင်း အခန်းသို့ပြန်ခဲ့ကြကုန်၏ရှေ့ကကဲ့သို့လက်ဖက်ရည်တောက်ရင်တိုင်းရည်ပြည်ရည်အကြောင်းမငင်းကြတော့ပြီရုပ်ရှင်အကြောင်းဖောက်တယ်မချကြတော့ပြီအင်းရသူ ပျော်ပြူနှမတို့အကြောင်းမဆွေးနွေးကြတော့ပေ။ယခင်ကအမဲပိုကာဆွဲသူများစာအုပ်လှန်သူများပင် စာကြက်ကြလိမ့်ပြီ။တက္ကသိုလ်လောကကြီးတစ်ခုလုံး၆တွေ့ချက်ကောင်းလာပေ၏။စာမေးပွဲဘလူးကြီး၏တကူကကြီးမားပေစွာ။ညစ်အတော်နဲ့လင်ဓာမီးများကိုဆိုင်ရာမှ နှိမ့်လိုက်လေ၏။စောစောစီစီမီးကို နှိမ့်ရမည်လို့ဟုဒေါသထွက်မိကြလေသည်။ပရင်းမောက်တကားများကို ဆောင်ဖြစ်ကားပြီးလျှင်ဖျောင်းနိုင်ထွန်း၍မိမိတို့အခန်းတွင်စာကျက်သူကကျက်အဆောင်အပြင်ဘက်ဝရဏာရှိဓမ္မီအောက်ထွက်ကစာကျက်သူကမရှာအားလုံးပင်စာရင်စိတ်ဝင်စားနေကြလေသည်။နာယီပြန်တစ်ချက်နှစ်ချက်ထိုးမှအိယာတဲ့ဝင်းကြလေသည်။အိယာတဲ့ရောက်တော့အိပ်ပျော်ကြပါစား။ချက်ချင်းမပျော်ကြပါ။စာမေးပွဲကြောင့်စဉ်းစားနေသောကြောင့်မျက်စီမှာကြောင်နေလေတော့သည်။မျက်စီကုန်း၍ အိပ်ပျော်သွားပါလေကောင်းကောင်းအိပ်ပျော်သည်မဟုတ်အိမ်မက်ထွေထွေထူးထူးတို့ကိုမြင်မက်သေး၏စာမေးပွဲနေ့တွင် စာမေးပွဲအခန်းထဲသို့ အရောက်နောက်ကျသောကြောင့်စာမေးပွဲမဝင်ရောက်ဟူ၍၎င်းစာမေးပွဲဝင်သောအခါမိကုံးများမှခတ်လာသောကြောင့်တပုတ်ကိုများမပြေနိုင်လေရကချွေးပြိုက်ပြိုက်ကြာရသည်ဟူ၍၎င်းစာမေးပွဲတွင်ကောင်းစွာမပြေနိုင်သောကြောင့် အောင်စရင်ထွက်လာသောအခါမိမိ၏အမိမပါလာသောကြောင့်မိဘများ၏အဆူကိုခံရသည်ဟု၍၎င်းကြံကြံစီစီအမျိုးမျိုးသော အိမ်မက်ဆိုးများကိုမြင်မက်လေရှိကြကုန်၏လန့်၍နိုးလာသောအခါတကိုယ်လုံးချွေးများရွှဲ၍နေလေတော့သည်အိမ်မက်အတိုင်းဖြစ်နေပါကခတ်တော်မည်ဟု၍တွေးတော်ပူပန်းကတော်တော်နှင့်မအိမ်နိုင် စာမေးပွဲဘလူးကြီးကចောင်းသားများကိုနှိတ်ဆက်နိုင်ပေစွာ တဝိုရဲလာចောင်းသားအပေါင်းတို့မှာညှိုးနှွမ်းလျက်သာရှိကြလေသည်။အိပ်ပျော်လှသဖြင့်မျက်တွင်းများဟောက်နေကြလေပြီ။တယောက်မျှပြုံပြုံရွှင်ရွှင်မရှိ။အဝတ်စားကိုလည်းရှေးကကဲ့သို့အမျိုးမျိုးအလဲလဲဝစ်ကြသည်ကိုမမြင်ရတော့ပေ။ဘိုးကေများလည်းစီနှင့်ဝေးကြလေပြီ။ခေါင်းပွားကြီးများကိုသာလျှင်များစွာတွေ့မြင်ရလေသည်။တက္ကသိုလ်တဝက်ရှိ တစ်ပေအပေါင်းတို့မှာနေပူဤအရှိန်ကြောင့်ညှိုးနှွမ်းနေကြရတဲ့ကဲ့သို့တက္ကသိုလ်ကျောင်းတွင်ရှိကျောင်းသားအပေါင်းတို့သည်လည်းစာမေးပွဲဤအရှိန်ကြောင့်ညှိုးနှွမ်းပိန်ချုံ၍လာကြလေပြီ။ဤကားမြည်သည့်ကျောင်းသားများမလွတ်ကင်းနိုင်သောဒုက္ခကြီးပေသည်။အဘယ်မိပါသည်အဘယ်အိမ်အောင်ရှင်သည်အဘယ်အလौသမားသည်ကျောင်းသားများဤအပူထက်ပူနိုင်အံ့နေကျောင်းသားဘဝသည် အေးလာပေ၏ဟု၍ ပြောကြားနေကြသောစကားသည်ယုတ်တိကင်းမဲ့လှပေ၏တကားမောင်လူအေးចောင်းထွက်သည်မှာရှစ်နှစ်ခန့်ကြာလိပြီသို့သောယခုထက်တိုင်တဘူရဲလာကြာတိုင်းကြာတိုင်းမိမိចောင်းသားဘဝကစာမေးပွဲအတွက်စိတ်ပူပန်လာခဲ့ရသည်များကို တွေးမိလင် လန့်ပေသည်၏စာမေးပွဲရှင်ကပြင်းထန်လှပေစွာတကားယခုထက်တိုင်ကတိပွင့်လက်ပံပွင့်တို့ကိုမြင်ရလင်လန့်မယောင်ယောင်ဖြစ်မိပေသည်၏ မိမိရှိက ပူပန်လာရတကဲ့သို့ယခုပူပန်နေကြရသောចောင်းသားအပေါင်းတို့တွင်မိုင်မောင်းများစွာဝေးကွာသောအညာအယက်မှနေ၍တနာမိပေ၏ထိုចောင်းတော်သားအပေါင်းတို့သည် စာမေးဝဲဘလူးကြီးကိုအောင်မြင်ကြပါစေဟု၍လဲအဝေးမှနေ၍စူတောင်းလိုက်တော်မူတဲ့အားလုံးပဲကျင်းနဲ့နှစ်သက်နိုင်ကြပါစေရှင်မိတ်ဆွေတို့ရေ စေဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းပေါင်းနဲ့နှလုံးတော်ရယ်ပြည့်စုံနိုင်ကြပါစေနော်